ေထားတဲ့အတိုင်းပေါ့။အာ100%အကုန်လုံးမဟုတ်ဘူး။အဲ့ဒီကားရဲ့အကျင့်နဲ့ပြဿနာမျိုးတွေ၊ခံစားချက်မျိုးတွေကဒီစီမံခန့်ခွဲနေတဲ့အခြေအနေပေါ့။အဲတိုက်ဆိုင်တဲ့ဇဝင်ကံတွေနိုင်ပါပါလိမ့်မယ်။ဒါကအဲ့လိုမျိုးဘယ်လိုလုပ်ကြည့်ရမလဲ။တို့ဒီရရောက်ဒီအကုန်ကြီးအဆာရအနစ်နာခံပြီးကျွင်းဝေးပြုစုစောင့်ရှောက်လာတဲ့ကျေးဇူးပေါ်မှာမထောက်ကွာအာအာတန်ဖိုးရကွာတန်ဖိုးတယ်ဘယ်ခိုင်မဝင်နေဟော ကျွန်တော်မှာတီဗီရောဂါရှိနေဘူးခါပါပဲဟာညီမလေးလည်းတီဗီရောဂါဖြစ်နေတယ်မြင်တူတူမစားကြင်ပါဘူးဒီနေ့မှခံစားရသမျှအပေါ်ဝစီမိုင်းရှိမှာကျွန်တော် အဲ့တော့သူကကိုယ်တိုင်ရဲ့ကျွန်တော်ရဲ့ခင်သားချက်တွေအားလုံးသူကတိနေတယ်အဲ့တော့သူအားလို့အားများဖြစ်အဲအဲအဲ့လိုတကယ်တမ်းထူးကြပါတယ်ကျွန်တော်တို့တောက်လျှောက်ကားတွေလုပ်တဲ့အချိန်မှာတော့ recovery အားလုံးကအလုပ်ပညာရှင်ကြီးကိုမောင်းတော့ရနေပဲလုပ်ကြပါတော့ဒါဒီမှာကျတော့ဒီစီမံခန့်အများစုလည်းရှိရှိနေမယ်ထင်တဲ့နေရာမှာကျွန်တော်တို့လာပြီးတော့အတူတူခံစားပြီးတော့ကြည့်ရှုရမယ်တော့ကြောင့်မလို့ အဲရင်ခုံပါတယ်ပြီးတော့ကြောက်လဲကြောက်ပါတယ်ဘာလို့ကြောက်တာလဲဆိုတော့ဂိမ်းနဲ့ပေါက်ကံမှာဆိုလို့ပါတို့ရဲ့ကံမှာဆိုလို့ပါဆိုတော့ဒီလိုနေမှာလာလို့ရတဲ့တဲ့ဝမ်းသာပါတယ်တကယ်အမှတ်တရပဲပေါ့နော်ဒီ production ဘက်ကနေအဲ့လိုမျိုး idea လေးနဲ့စီစဉ်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါဒီကားလေးရတယ်ဒီစီမင်းဝန်ထမ်းတွေရဲ့ဒီလိုမျိုးဘုရားလေးကိုရိုက်ထားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တို့နဲ့အတူတူကြည့်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှမချိန်နေပေါ့နော်ဒါဘုရားကြောင့်လည်းဒီမှာအခုအဲ့လိုတော်တော် တော့ကုန်လဲကုန်ယူတယ်ဟိုကြောက်လဲကြောက်ပါတယ်အမှတ်တရပါတော့ဟုတ်ခေတ္တနဲ့တိုင်းပေါ့အာ100%အကုန်လုံးမဟုတ်ရင်အဲ့ဒီကားရဲ့အကျင့်နဲ့ပြဿနာမျိုးတွေခံစားချက်မျိုးတွေဒီစီမံခွဲနေတယ်ခြေနေပါไส้ใส่ในสมุนไพรนี่ได้ปาวาได้แล้วนะไอ้หลูโดดๆជីอ่ะมันอย่างนี้เออไอ้หลูတော့ไม่တွေ့ပါဘူးဒါပေမဲ့ဒီကတကယ်ဖြစ်ရမှန်းဆို ပြင်းမှာဟို40ရာခိုင်နှုန်းပေါ့နော်အဲရုပ်ရှင်တွေကကျွန်တော်ပြင်ကိုးကားတာ60ရာခိုင်နှုန်းဖြစ်ပါတယ်ဒါပေမဲ့ဒီဇလန်းတွေကအများဆုံးဘလော့တွေကအဲဒီတကယ်ပြင်းမှာပေါ့အဲဒီကားလေးကတော့ကျွန်တော်ကျွန်တော်ပေါ့နော်အဓိကတော့လမ်းလုပ်ပေးလိုက်သလိုပါပဲ ဒီအရင်တော့တော့စီဗီဝန်ထမ်းတွေဒီဒီတိုင်းတာမန်သူတို့လုံးချာရှိရလို့ပဲအဲလုံးတဲ့လူမျိုးတော့တော့ခံယူထားခဲ့တာပေါ့နော်အခုနောက်ပိုင်းတော့ကိုကိုတိုင်းတာအခုလည်းတွဲပြီးတော့တရုတ်ဆောင်နေအချိန်ကျမှသူတို့ရဲ့အခက်ခဲဒီတော်တော်လေးကိုဟိုကြီးမားပါလားပေါ့နော်သူတို့ဒီတကယ်တမ်းနေပူထဲမှာအနေပြုမရှောင်းမဝေးရမရှောင်းကျွန်တော်တို့ကျွန်တော်တို့ဆုံးပြတဲ့အညီချေအနန္တဆိုးတွေကြမှာရုံးကန်လှောက်ရှားနေရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ဘဝတွေကိုအဓိကကျွန်တော်တို့ဆာဆာနာမိပါတယ် ဒါကျွန်တော်အဲ့အတွေးလေးတခုဝင်လာတော့ဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဖိမဖို့လည်းအတွေးဝင်လာပြီးပါတယ်ခင်ဗျာဟုတ်ကိုကအဲ့လိုနှမ်းခေါ်လိုက်တဲ့အတွက်ကြောင့်မို့လို့တည့်ရမှာကိုကဲရဲ့ကိုကိုကဲရဲ့အဲ့လိုလူငယ်တွေရဲ့ဘက်မှာလည်းသူတို့ရဲ့ခက်ခံစားချက်တွေခံယူချက်တွေရှိရအဲ့လိုမျိုးပြောရမှာပေါ့အခုကိုရှက်တာမျိုးမဟုတ်ပဲနဲ့ငါ့ဟိုကဒီလိုလုပ်တယ်ဆိုသူတို့ငါ့ကိုနှိမ်လိမ့်မယ်ငါ့ကိုလည်းသူတို့အထင်သေးလိမ့်မယ်ဆိုတာမျိုးရတယ်အခုကတော့အကန့်နေဖြစ်တာပေါ့နော်အဲ့ဒီခန်းလေးကတော့မမမရရဖြစ်တဲ့ပြုံမှာအခုတငယ်ချင်းတွေကဖုံးဆက်ပြီးတော့ မင်းကိုပေါ်မဲတော့မဆိုနဲ့ငါတို့ငါတို့ပုံးဝယ်ပေးပါမယ်ဒီပိုင်းပြောတဲ့အထိပါပဲဆိုတော့ကျွန်တော်ကျွန်တော်တကယ်သိရုပ်ရှင်သိမကြည့်ရတဲ့ငယ်ရဲ့နေရာဆာဒီထွေလာလေးကြည့်ပြီးတော့တို့ဝင်ခံစားကြတယ်ပေါ့နော်မင်းကိုမင်းအဲ့တော့မဆိုနဲ့ငါတို့ဝယ်ပေးမယ်အဲ့လိုပဲပြောကြပါဘူးအဲအဓိကတော့ပြောဆောင်ရမယ်ဂိုင်တော်ကတော့ဒီလိုပြောဆောင်တယ်အဓိကတော့ဒါညီရော ပြောမယ်ဆိုဒီကားမှာဘုံမြောက်ကဖမ်းလို့ပါဒီလိုမိဘတွေမရှိတော့ဒီအကိုကြီးရသူတို့အလိုလိုက်လိုလိုက်ထားတဲ့အတွက်သူတို့ဒီကိုကြီးပေါ်မှာဆိုသူကနိုင်နေနိုင်နိုင်ဆိုနေနိုင်ဆိုအဲအဲလိုဒါဆိုးတာကိုပြီပြင်းပြင်းနဲ့ပြောလို့လုပ်တယ်အဲဒီအတွက်ကိုဒါဆက်ရတဲ့ဟိုကရောက်တဲ့ဟိုရောက်တာဒီကတော့ဒါညီလေးစီတို့ဝင်နေကျွန်မလေးတန်တာကြီးနဲ့အများကြီးတော်လို့ပါတယ်ဒီကတော့ အဲ့ဒီအချိန်ကမမရရအပူလိုင်းပြတ်နေတဲ့အချိန်ဟုတ်တယ်ပြတ်နေတဲ့အချိန်နဲ့အမိုက်ပုံပါလေအမိုက်ပုံလို့ဆိုတော့ပြောတာအမိုက်အမိုက်တောင်းနေတယ်တောင်းမှုတွေအဲ့ဒီကြီးရောအဲ့ဒီပေါ်တွေတွားရိုက်တော့အဲ့ဒီမှာပလတ်စတစ်တွေလည်းရှိတယ်အဲ့လိုအပေါ်ဘူးအောက်အပူပေါ်တော့အဲ့လိုညက်တာလို့ပြောတော့အဲ့တော့ရိုက်ဝေးမှာလည်းတော်တော်လေးလည်းပုံပင်ပန်းကြပါတယ်တစ်ခွေလုံးပင်ပန်းတာပါဆက်ခွေတွေဆိုတော့အဆိုးဆုံးပေါ့ဟိုတနေ့ပုံနေပြီးတဲ့မှာပဲလုပ်ပြီးတော့ကျဲရတော့ဟိုတကယ်စီမံဝန်ထမ်းတွေအတွက်လည်းအဲ့ဒီဆိုတော့ပြင်ဆင်ပါတယ်အဓိကလေးက ခဲဖြစ်ရမှာကိုအခြေခံပြီးတော့ပြောရတဲ့ပါလိမ့်မယ်။ဒါကစကားလေးအတိတ်ပဲကဘယ်လိုလဲမှာပဲဒါအားလုံးကဒီကုန်းကမင်းအစီအမံနဲ့လုပ်နေတဲ့အခြေအနေတော့လောက်ကြတယ်။နောက်ပြီးတော့ဘုရားသူအတွက်ဘုရားသူရဲ့အမှုတွေတောကားတွေဘုရားသူပြောခြင်းအောင်ဒါအကုန်လုံးကဇုံကလှူရှားနေကြတာပဲလေ။အဲ့ဒီထဲမှာမှအဲ့လိုခဲရခဲစင်းနဲ့ပြန်လှမ်းနဲ့ ာမိသားစုအတွက်ကျေးဇူးအပြုကြောင့်ရစီပေါ်မှာနေရအောင်ဒါကြောင့်ကြောင်းပါတယ်လေးစားကြောင်းပါ